်မင်္ဂလာပါခင်ဗျာအမှုပညာဆိုတာစိတ်ခံစားမှုရဲ့ဘာသာစကားယဉ်ကျေးမှုရဲ့မှန်တစ်ချက်ပြီးတော့လူသားတွေရဲ့အထွေထွေတွေကိုထင်ရှားပြသတဲ့ခြင်းမှုမြင်တစ်ခုပါပဲဒီနေ့မှာတော့ကျွန်တော်တို့ဟာမြမပကြီးလောကမှာထင်ရှားတဲ့ပကြီးချာဦးသိန်းရွှေကြည်ရဲ့လက်ရမြောက်တဲ့ပကြီးကားရီလဲကိုခဏတာခီးနေကြပါစို့ခင်ဗျာ သူ့ရဲ့ဆုတ်ချက်တိုင်းဟာရင်းနှီးပေါင်းစပ်မှုကိုကျွမ်းကျင်စွာအသုံးချပြီး 但 hard, God, Anfang, 是停下来，碰见这个怕你难算事了嘛？不自家这个只收看他自家药嘛，可对样。 ဆရာသိန်းရွှေကြည်ရဲ့ပကြီးကချက်ကိုမြင်ရတဲ့အခါကြည့်ရှုသူရှင်ထဲမှာပထမဆုံးဖြစ်လာတဲ့ခံစားမှုကတော့သက်ဝင်မှုပါပဲဒီပကြီးကားရဲကလူတွေအရာဝတ္ထုတွေဟာစကူပေါ်မှာငိမ့်သက်နေတာမျိုးမဟုတ်ဘဲသူတို့ရဲ့ကိုယ်ပိုင်ကွာကိုယ်ပိုင်ဇလန်းတွေနဲ့လှုပ်ရှားနေတဲ့အောင်ခံစားရပါတယ်အထူးသဖြင့်တိုင်းသာရိုးရပွဲတော်တွေနေ့စဉ်ဘဝပုံရိပ်တွေကိုတရုတ်ဖော်တဲ့အခါမှာအဲ့ဒီပတ်ဝန်းကျင်အငွေသက်လူတွေရဲ့ပျော်ရွှင်မှုဝမ်းနည်းမှု အာမန်တွေကိုကျွန်တော်တို့ကိုတိုက်ရိုက်ခံစားမိစေတာမျိုးပါပကြီကားတွေကအသေးစိတ်ချိန်မှုန်းထားတဲ့ဝက်ဆာဆင်မှုတွေတောက်ပတဲ့အယောင်တွေနဲ့လူပုဂ္ဂိုလ်တူဦးချင်းစီရဲ့မျက်နှာပေါ်ကခံစားချက်အမူအရာတွေကကျွန်တော်တို့ကိုအဲ့ဒီနေရာအဲ့ဒီအချိန်ချီကိုတကယ်ပဲဆွဲခေါ်သွားခဲ့တယ်လို့ပါပဲ။ ရှာသိန်းရွှေချီဟာတိုင်းရင်းသားတွေရဲ့ဘဝအစယဉ်ကျေးမှုရဲ့တံမှုပြီးတော့ဖြတ်သန်းနေရတဲ့ခဏတာလေးတွေရဲ့အနှစ်သာရကိုဖမ်းယူခြင်းနဲ့ဆန္ဒပြင်းပြနေတာကိုပကြီကားတွေမှာခံစားမိပါတယ်။မြင်တွေ့ခံစားရတဲ့အရာဝတ္ထုဒါမှမဟုတ်လူပုဂ္ဂိုလ်ရဲ့အတွင်းစိတ်ဝိညာဉ်တွေကိုစောက်ချက်တွေကနေတဆင့်ထုတ်ဖော်ပြသဖို့ကြိုးစားတာကိုကျွန်တော်တို့ခံစားမိပါတယ်။သူစိတ်ကူးထဲမှာပုံရိပ်တွေဟာ အယောင်တွေအလင်းမောင်တွေပြီးတော့ခန်းစားမှုတွေနဲ့ပြည့်နှက်နေတဲ့သက်ရှိကဘာငယ်လေးတွေပါကျွန်တော်တို့ကိုအဲ့ဒီကဘာငယ်လေးတွေခေါ်ဆောင်သွားပြီးသူမြင်ခဲ့တယ်လို့သူခံစားရတယ်လို့တတ်ထဲနေပါပြန်လဲခံစားသိခြင်းနဲ့သဘောမျိုးကိုပကြီကားတွေမှာမြင်တွေ့ရပါလေဆရာကရည်စည်းပကြီရဲ့သဘောတဘာဝကိုအပြည့်အဝနားလည်ပြီးကျွမ်းကျင်ပိုင်နိုင်စွာအတုံးချနိုင်မှုကိုလည်းမြင်တွေ့ရပါလေ။ ရှာရဲ့လက်ထက်မှာရင်းနေစေးဟာသူ့စိတ်တိုင်းကြစီစင်ကခုန်နေတယ်လို့ပါပဲ။အယောင်တစ်ထပ်ပြီးတစ်ထပ်တင်တဲ့အခါနောက်ကြည့်မသွားပဲကြည်လင်တောက်ပနေမှု။အလင်းရောင်ချရောက်ပုံနဲ့အရေးထိုးပုံတွေကိုသဘာဝချချဖော်ပြနိုင်မှု။ပြီးတော့စုတ်ချက်ဒူရှိပြတ်သားမှုနှူးညံ့မှုတွေကိုလိုအပ်တယ်လို့ကစားနိုင်မှုတွေဟာရှာရဲ့ experience တွေကိုဖော်ပြနေတယ်လို့ပါပဲ။ ဆရာသိန်းရွှေကြီးရဲ့ပကြီကားတွေဟာပြင်ပမှာမြင်တွေ့နေရတဲ့ပုံစံတွေကိုဖန်ယူလာတဲ့ကိုပုံမူပါလေပကြီကားတွေမှာအချိန်ကာလတစ်ခုရဲ့မှတ်တမ်းလူမှုဘဝရဲ့ပုံရိပ်ပြီးတော့မြမရင်ချိမှုရဲ့အပိုင်းအစအဖြစ်တိုင်းရင်းသားတွေရဲ့ရိုးရာတွေကိုပါထိမ့်သိမ်းထားတဲ့ယရနာတိုက်တစ်ခုလို့ပါပဲဆရာရဲ့ဆုတ်ချက်တွေကနေတဆင့်ကျွန်တော်တို့ဟာတိုင်းရင်းသားညီကောင်မတို့ရဲ့ယူတာဖြူစင်မှု ဂလိငယ်လေးရိရဲ့အဖြစ်ကင်းတဲ့ပျော်ရွှင်မှုတကြီးရွယ်ဦးရိရဲ့ဘဝအတွေ့အကြုံရင်းချက်မှုတွေကို ခံစားထိတွေ့နိုင်ပါတယ်။ပကြီကတစ်ချက်ချင်းစီမှာရှရာရဲ့စေလနာအမှုပညာပေါ်ထားတဲ့မြန်နှုံးမှုပြီးတော့သူချစ်တဲ့မြမပြင်းနဲ့တိုင်းရင်းသားတွေရဲ့အလှတရားတွေဟာဂိမ်းအောင်နေပါလေ။ရှရာရဲ့ပကြီကကိုကြည့်ရှုသူတိုင်းရဲ့နှလုံးသားမှာနှွေးထွေးမှု ကြည်နှူးမှုနဲ့အမတ်တရားများစွာ ခြံရစ်ပေးဆွနိုင်တဲ့ရှိတယ်လို့ကျွန်တော်မှတ်ချက်ပြုပြရစီခင်ဗျာအဲ့ဒီလိုရပါရီပေးဆွနိုင်တဲ့ဆရာသိန်းရွှေကြီးရဲ့လက်ရာတွေကိုကြည့်ရှုခန်းစားပြီးတဲ့နောက်မှာနောက်တစ်ပတ်များမှာလဲမြမပကြီးရှာရီရဲ့ပကြီးကားတွေကိုဆက်လက်ခန်းစားနိုင်မှုအတွက်တင်ဆက်ပေးပါဦးမယ်ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ